ဂျပန်အာနာသိန်းစစ်အုပ်စုမှမြန်မာနိုင်ငံနေရာနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ရမှာဗိုလ်ချုပ်တိုက်ခိုက်မှုတစ်ကြိမ်ကိုမြန်မာငွေကျပ်3800အမေရိကန်ဒေါ်လာ6000ကျော်ဝန်းကျင်ကုန်ကျမှုတွေရှိနေပါတယ်။အဲ့ဒီကုန်ကျစရိတ်တွေဟာဗိုလ်ချုပ်မှုတစ်ကြိမ်ပြုလုပ်တိုင်းလင်းပြတ်တန်းချိန်အုံပြုတဲ့လောင်စာစီပမာဏနဲ့ဗိုလ်တိမျိုးစားတစ်ခုစီရဲ့တန်ဖိုးတွေကိုတက်ချက်ထားတာဖြစ်ပါတယ်။ စီယုစုလေးချောင်းတိုက်ခတ်မှုတွေမှာတုံ့ပြုနေတဲ့လေရင်တွေကြောင့်ဗိုလ်တင်ပြိုးစားတွေနဲ့တိုက်ခတ်မှုတစ်ချိန်ပြုလုပ်တိုင်းကုန်ကြစိတ်တွေကိုလေးချောင်းတိုက်ခတ်မှုတွေကိုလေ့လာနေတဲ့တော်လိုင်းလူငယ်တူဦးမှာလူမှုစာမျက်နှာကနေတဆင့်အသေးစိတ်ပြောပြထားပါတယ်။မူရင်းဗီဒီယိုတည်သူနဲ့ဗီဒီယိုဖိုင်ကိုလူလူမြန်မာဒိန်းဌာနက credit pay ဖော်ပြပေးလိုက်ပါတယ်။ စက်တက်ကတိုက်လေရင်နဲ့ပေါင်900ဘုံတစ်ခါချင်းပက်ဆံဖလောက်ကုန်လဲဒါကတော့ရုရှားနိုင်ငံထုတ် SU-30 SME တိုက်လေရင်မျိုးစားပဲဖြစ်ပါတယ်သူရဲ့ဈေးနှုန်းကဝယ်ယူတဲ့နိုင်ငံလက်နဲ့တက်ဆင်တဲ့စနစ်နဲ့လေ့ကျင့်မှုအထောက်ပံ့များဖို့မူတည်ပြီးတော့ဒေါ်လာတန်90မှတန်80အထိရှိတယ်နိုင်ငံတကာဆက်လက်နဲ့ဈေးကွက်ဤရေဘူးရခံမှန်းချက်ဖြစ်တယ် မြန်မာစစ်တပ်ကရုရှားကနေဒေါ်လာတန်း400နဲ့6စီးဝယ်ထားတယ်လို့သတင်းရရှိပါဥပမာရန်ကုန်ကနေမုံရွာစခိုင်းသို့မဟုတ်ရခိုင်ပြည်နယ်ဘက်ကိုတာမန်လေးရင်ပြန်တန်းချိန်ဟာ25မိနစ်ကနေမိနစ်40ဝန်းကျင်ရှိတယ်တိုက်ခိုက်ရေးအချိန်လေးရင်တင်းတဲ့ပစ္စည်းပေါ်မူတည်ပြီးအသွားအပြန်ပြန်တန်းချိန်စုစုပေါင်း3နာရီလောက်ကြာမယ်လေးရင်စီ1လီတာကို1ဒေါ်လာမှ1.2ဒေါ်လာအထိရှိတယ်3နာရီကြာလေးရင်ပြန်တန်းမှုဟာ4လီတာပေါင်း သုံးသောင်းခွဲကုန်ကြတယ်မြန်မာငွေနဲ့တွက်ကြည့်ရင်သိန်းပေါင်း1225သိန်းကနေသိန်းပေါင်း1480ရှိတယ်ဒါဟာစီသေးယူစင်းနဲ့အခွန်အခတွေမပါသေးဘူး MK82 လို့ခေါ်တဲ့ပေါင်900ရိုးရိုးတန်ပုံတလုံးကိုဒေါ်လာ9000ကနေဒေါ်လာ1000အထိရှိတယ်။185သိန်းကနေ သိန်း350ကျားပေါ့။လမ်းညွှန်ချစ်စနစ်ပါတဲ့စမန်ဘုံတွေဆိုရင်ဒေါ်လာ2000ကနေဒေါ်လာ5000အထိရှိတယ်။သိန်း900ကနေသိန်း1950ကျားပေါ့။မြန်မာစစ်တပ်ကရိုးရိုးဘုံအသုံးများပါတယ်။စစ်တပ်ကပေါင်900ဘုံတစ်လုံးပဲကျဲတယ်ဆိုရင်တောင်လေရင်စီနဲ့သိန်းပေါင်း2000နီးပါးကုန်ကြပါတယ်စစ်တပ်ကပတ်စံကိုပိုးပေါများများ သုံးနိုင်ပါတယ်ခမားတို့ဝိုင်းကော်မိပြီးမြမဘီယာအလံကိုဘီယာကြီးတောက်ပြီးတော့ ရူဘီစစ်လိတ်တွေပြန်ဖွာနေကြပြီမလားစစ်တပ်ကဘုံတခါကျဲတိုင်းလူအသက်တွေပျောက်သွားစာသင်ကျောင်းတွေပျောက်သွားကလေးတွေဒုက္ခိတဖြစ်သွားတိုင်းမှာခမားတို့ပတ်စံနေဘလောက်ပါသွားပြီလဲလူလူမြမတဲ့ဌာနအနေနဲ့မြမဘာသာတင်အစီအစဉ်တွေကိုနေ့စဉ်တိဆက်ပေးနေသလိုအင်္ဂလိပ်ဘာသာစီစဉ်အသစ်ကိုလည်းအပတ်စဉ်တင်ပြနေတိုင်းတင်ဆက်ပေးနေပါတယ်